ာလေးကတော့အမှန်တမ်းပြောရင်ကလေးပြိတ္တလေးပူရလာပေါ့နော်အားလုံးကလည်းပြောရရင်ကိုရီးယားရိုင်းနေရောမကြောက်မကြောက်ဘူးပေါ့နော်ဒါပေမဲ့လာပြီးလာရဲ့ feedback တွေကမြန်မာတရင်ကလည်းမှတော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတာဟာဟုတ်လားပေါ့အဲ့လောက်ဆောင်ဖြစ်သွားလားပေါ့နော် ပြင်မှာတွေ့ရင်ကလေးလေးတွေကမမနင်းဆက်မမနင်းဆက်ဆိုပြီးတော့လာပြောကြတယ်လိုက်ချိုတောင်ပျောက်သွားတယ်ခုနင်းဆက်နင်းဆက်ကိုလာပြီးတော့ပြောကြတယ်ပေါ့နော်အဲဆိုတော့ပျော်တယ်မှတ်တရလည်းဖြစ်ပါတယ်ပြီးတော့ကလေးပြိတက်လေးဆိုတာကျန်နေအရန်လိုချင်တာပေါ့နော်အဲတော့ကလေးပြိတက်လေးရလာတဲ့အတွက်ကြောင့်လေပြောပါတယ်လာစာအုပ်ကဂျန်နီရဲ့ဒါ debut series ပေါ့ပထမအောင်ဆုံးပွဲဥထက် series လေးပေါ့ပြီးတော့ဒီဟာလေးကိုဂျန်နီတခြားလေးကို casting လေးဝင်ပြီးတော့ရွေးချယ်ခံခဲ့ရတာဆိုတော့ဂျန်နီအတွက်အမှတ်တရလည်းအဲရှိသလိုဂျန်နီအရန်တက်မိုးထားရတဲ့ series လေးတွေပါပါတယ် casting ဝင်တဲ့ဟာမှာတော့အမှတ်တရရှိရပေါ့နော် casting ဝင်တဲ့ဟာမှာဂျန်နီရတဲ့ character ဂျန်နီပြန်ရတဲ့ character တစ်ခုက sympathy character နဲ့ nimsa character ပေါ့နော်အမှ nimsa character ကိုဂျန်နီကိုကြောက်တဲ့အခါနောက်ဆုံးအခန်းကိုလှုပ်ခိုင်းတာလှုပ်ခိုင်းတော့ မလည်းပြောအဲ့ဟာမလုံးချင်ဘူးဒါတော့လည်းမပါဘူးပေါ့နော်ငါငိုပဲငိုပြာမှာပေါ့အနှင်းဆက်ကရီတာတိတ်မလုံးချင်ဘူးဆိုပြီးတော့စိတ်ထဲမှာဖြစ်နေရတာမဲ့အဆက်ဆက်ချင်းမှာဂျန်နီကိုအနှင်းဆက်ကရီတာကိုလှောက်ခိုင်းတော့အကုန်လုံးကရပြီတဲ့အနှင်းဆက်လှုပ်ပြီးရပြီတဲ့ဆက်မနေမလုံးနဲ့တော့ဆို အဲ့လိုငါမရွေးတော့လားမသိမကြိုက်လို့ပဲဆက်မလုပ်ခိုင်းရလားမသိဘူးပေါ့အဲ့ဒါနဲ့ကိုကအိမ်ရောက်ပြီးတော့ကိုကကိုပဲလုံးဆက်ချင်ရလုံးနေတဲ့အချိန်မှာညီမလေးရဲ့နှင်းဆက်ကာရိုက်တာကိုကြိုက်ကြလို့ပေါ့နော်အဲ့ဒါညီမလေးတရုပ်ဆောင်ပြီးရတယ်နှင်းဆက်နဲ့လိုက်တယ်ဆိုပြီးတော့တခါလေးရွေးလိုက်လို့အဲ့ဒါဘာမှမပြောတော့အားနှင်းဆက်ကာရိုက်တာလေးရရနော်ဆိုတော့ဩโอเคဆိုပြီးရမှရဲဖြစ်သွားအမှတ်တရကတော့ဒါကျွန်တော်ကဒါနေနဲ့ညပြောင်းပြန်ရရပေါ့နော်ဒါလျှောက်ရရတလျှောက်လုံးကညတွေမှာပဲရရဖြစ်တဲ့အတွက်ကြောင့်နေနဲ့ညကတော့ပြောင်းပြန်လေးဖြစ်ခဲ့တယ်အဲ့ဒီတော့ဆိုရင်ရုပ်တွေလည်းတကယ်ကို ပေါ့နော်ကျွန်တော်မိတ်ကပ်မလို့မျက်သွင်းတွေတကယ်ကျပြီးရောဝိတ်တွေတကယ်ကျပြီးရောအဲ့လိုမျိုးဂျုံဂျုံကျပြီးရိုက်ခဲ့ရတာပေါ့နော်ပြီးတော့အမတ်တရားတော့အင်ဂျီတစုံတည်းနဲ့တကားလုံးပြီးသွားတာပေါ့နော်တွက်ချိကြိုက်တဲ့ကားလေးပါဘာမှမကုန်လိုက်ဘူးဟုတ်ပထမဦးဆုံး series ဖြစ်တဲ့အတွက်ကြောင့်တွေးကြုံလည်းမရှိတော့ကိုယ်အနေနဲ့အဲ့အားတွေတိတ်မတွေးဖြစ်ဘူးပေါ့နော်အော်ရရင်နဲ့မှအော်ဟုတ်သားပဲဒီစာအုပ်ထဲဝင်သွားတော့ဒီအင်ဂျီတစုံတည်းပဲပြီးသွားမှာပေါ့နော်အဲသုံးစုံလေးစုံလောက်တော့လဲပါတယ်ဒါပေမဲ့တကယ် main ဟာဒီအင်ဂျီနဲ့ပဲဖြစ်နေတာပေါ့နော်ဟုတ် MRD4 ဒီ Canal Plus ဘက်ကနေ stylist team ရှိ ရပေါ့เนาะသူတို့ကပဲစီစဉ်ပေးရပါအင်ဂျီမစားအဲ့မှာတော့ဘာမှကျွန်တော်လှကွင်းလည်းမရှိဘူးအဲပြင်ကွင်းလည်းမရှိဘူးစင်ကွင်းလည်းမရှိဘူးအဓိကเจ้าသူเจ้าသားတွေကြောက်နေရမယ်လန့်နေရမယ်ပေါ့เนาะဘလာစာအုံလည်းအခုပြန်ကြည့်ကြည့်ရအချိန်မှာဂျန်နီနေနေလိုအပ်ချက်တွေကတော့အများကြီးရှိရပေါ့ပထမဦးဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะအဲ့ရောကတော့ကိုကတော့ပြင်ပြင်လောက်တာပေါ့เนาะဒါပေမဲ့တကယ်တမ်းအခုနည်းနည်းနောက်ပိုင်းအဲတရုတ်ဆောင်ပုံလေးနည်းနည်းပို့ပြီးတော့တိလာရဲ့အချိန်မှာပြန်ကြည့်ရအချိန်မှာတော့ကိုရဲ့တရုတ်ဆောင်မှုတွေကလိုအပ်ချက်ရှိနေတဲ့ပြင်မဲ့အဲတကယ်အဲ့ရောကတကယ်ကိုသိရင်တတ်တလောက်ကိုအစွမ်းကုန်ထုတ်ပြီးတော့စူးစမ်းခဲ့ ရတဲ့ series လေးအပြီးတော့အားလုံးအားလုံး Jenny အမှပါဝင်တဲ့အဲ Jenny ရဲ့ cast တွေတခြား cast တွေအားလုံးနဲ့လည်းတကယ်ကိုအခုချိန်ထိ friendship တခုတည်ဆောက်ထားနိုင်ကြတော့အမတ်တရားအရင်ကြည့်ပြီးတန်ဖိုးရှိတဲ့ဇလန်းတွေလေးပါဒီကားလေးကတော့အမှန်တမ်းပြောရရင်ကလေးပြိတ္တလေးပိုရလာပေါ့နော်အားလုံးကလည်းပြောရရင်ကိုရီးယားရိုင်းနေရောမကြောက်မကြောက်ဘူးပေါ့နော်ဒါပေမဲ့လာပြီးလာရဲ့ feedback တွေကမြန်မာတရင်ကားတွေမှာတော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတာဟာဟုတ်လားပေါ့အဲ့လောက်ဆောင်ဖြစ်သွားလားပေါ့နော်ပြီးတော့ကလေးဆိုအခုဆိုအပြင်မှာတွေ့ရင်ကလေးလေးတွေကမမနင်းဆန်းမမနင်းဆန်းဆိုပြီးတော့ လာပြောကြတယ်အလိုက်ချိုတောင်ပြောက်သွားတယ်အခုနှင်းဆက်နှင်းဆက်ကိုလာပြီးတော့ပြောကြရပေါ့နော်အဲဆိုတော့ပျော်တယ်မှတ်တရလည်းဖြစ်ပါတယ်ပြီးတော့ကလေးပရိသတ်လေးဆိုတာကျန်ဒီအရန်လိုချင်တာပေါ့နော်အဲကလေးပရိသတ်လေးရလာတဲ့အတွက်ကြောင့်လည်းပြောပါတယ်ကလေးပရိသတ်ရဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကရုပ်ရှင်တိတ်ပြီးတော့လည်းမကြည့်ကြဘူးကြည့်ရတာက limit ဖြစ်တယ်ပေါ့နော်သူတို့စီကအကြိုက်ခံရဖို့ဆိုတာအရန်စူးစမ်းရတယ်ပြီးတော့ကလေးတွေက honest ဖြစ်တယ်ပေါ့နော်သူတို့မှာဘာမှမလို့ညာမလို့ကြိုက်တာမရှိဘူးသူတို့ကသူတို့ကြိုက်တယ်ဆိုသူတို့တကယ်ချစ်လို့ကြိုက်ကြိုက်ကြများတော့ကလေးပရိသတ် က်ရတယ်ဆိုတော့ကျွန်ဒီအတွက်ဒါမှန်တိုင်းပြောရရင် goal user တစ်ခုပါပဲဟုတ်ဘလာဆောက်ကတော့အရင်တစ်ခေါက်ကြည့်ကြရကျွန်ဒီမှာတဖြည်းဖြည်းပေါ့လူဆိုတာအတွေ့အကြုံအရအများကြီးပို့ပြီးတော့တိုးတက်ကောင်းမွန်ပြောင်းလဲလာလေးရှိရောကျွန်ဒီနေနေလဲအဲ့ရုံကတော့အကောင်းဆုံးလုပ်ခဲ့တယ်ဒါပေမဲ့အဲ့အကောင်းဆုံးဆိုတဲ့အချိန်မှာကျွန်ဒီလိုအပ်ချက်လေးတွေ့တယ်အော်အော်အဲ့ရုံကလည်းငါလိုအပ်ချက်ရှိရဲ့အလျောက်ငါစူးစမ်းခဲ့တယ်အခုချိန်မှာလည်းကျွန်ဒီလိုအပ်ချက်တွေရှိအောင်မယ်အဲ့ရောဒီဟာကိုလည်းကိုကိုကိုအခုချိန်မှာအကောင်းဆုံးလုပ်ချင်တဲ့ဟာတွေကနောက်တစ်ချိန်ပြန်ကြည့်ရင်ကျွန်ဒီလိုအပ်ချက်ရှိနေအောင်ပါပဲအဲ့ရောအော်ဘယ်အချိန်ကြည့်ကြည့် အာဘလို့ဖြစ်ဖြစ်ဒီနေ့ဟိုမှာလိုအပ်ချက်ရှိခဲ့တယ်ဘလာဆောင်းမှာလိုအပ်ချက်ရှိခဲ့ရဆိုမြန်ဒီနောင်တော့မရအောင်ဂျန်ဒီအကောင်းဆုံးပေးခဲ့ရဆိုတော့ကိုအတိဆုံးပေါ့နော်အဲ့လိုစိတ်လေးနဲ့ပဲငါအမြဲကြိုးစားမယ်ဆိုရဲစိတ်လေးဖြစ်ပါတယ်မအောင်မြင်သေးပါဘူးကြိုးစားစဲပါအခုချိန်ကြီးလည်းကြိုးစားစဲပါအခုချိန်ကြီးလည်းမအောင်မြင်သေးပါဘူးဒါပေမဲ့အများကြီးအတိမတ်ပြူလာကြတာလေးတွေ့ရော်လဲ ဲဝမ်းသာပါတယ်ကိုကိုကိုလည်းဆက်ပြီးတော့သွားဖို့ motivation ရတာပေါ့နော်အဲ့တော့ကလွန်ခဲ့တဲ့3နှစ်ကဆိုတော့လေတရုတ်ဆောင်ပိုင်းရောအော်ဒီရုပ်ပိုင်းဆိုင်ရာရောဒီစကားပြောရဲ့ပိုင်းမာရောအများကြီးလိုအပ်ချက်ရှိရယ်ပေါ့နော်အခုကတော့အဲအရင်ကဆက်ဆိုင်နည်းနည်းပို့ပြီးကောင်းလာပါတယ်ဟုတ်